ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးမေကွန်းရှင်ကဒေါ်ဤပါဟုတ်ပြီသူကအတော်အတွက်ဒေါ်ခင်ချိုလေးအတွက်မေးတာပါဟုတ်ပြီဗျာဒေါ်ခင်ချိုလေးကအသက်80တဲ့ဟုတ်ပြီတောင်ငူရပါဆရာကြီးတောင်ငူရတောင်ငူရဟုတ်ကဲ့သူရေးထားတာလေးကအတော်ကတဲ့ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကစပြီးတဲ့ခြေပွားနှစ်ဖက်လုံးထုံပြီးကျင်တဲ့ဝေဒနာခံစားနေရတာပါတဲ့ဟုတ်ပြီအခုတဲ့ခြေပွားနှစ်ဖက်လုံးနဲ့ထုံလဲထုံကျင်လဲကျင်အတော်ကျင်တာတဲ့၃နှစ်လောက်ရှိပါပြီဟုတ်ပြီထုံကျင်လုံးလို့တဲ့ညဘက်အိတ်မပြောတဲ့ရက်တွေလည်းကြုံရပါတယ်တဲ့အဲဆရာကြီးထံမှာကျမ်းမာရေးအသိပညာလေးသိပြရစေရှင်တဲ့အေးပြအဲ့ဒါဆရာလေးတမီမေခွန်းမေးသူရောကျန်တဲ့သူတွေရော ခုအဲ့လိုထုံတာကျန်တယ်ပေါ်လာကြတယ်လေဟုတ်ကဲ့ဆရာကြီးဘာလို့လဲလို့မေးရင်အစွန်အပြားသွားတဲ့လေအားနေလာတာသူမြတ်ဟုတ်ကဲ့ဆရာကြီးအစွန်အပြားသွားတဲ့လေလည်းဘာလို့အားနေဆိုရင်အကြော်ကြီးအစားများကြလို့အဖြေကအဲ့ဒါပဲဟုတ်ကဲ့ဆရာကြီးခလီလေးဘွားတဲ့ကောမူလန်းန်းကျောင်းသားဘွားတဲ့ကောငမုတ်တော်အလူကျော်စားတယ်ဟုတ်ကဲ့ဆရာကြီးအလင်းလန်းကျောင်းသားဘွားရောသူရဲ့အစ်မင်းနဲ့နော်ဣဇာဂွေစမူစာစားတယ် အဲ့လိုနဲ့စားတာဟာတက္ကသိုလ်ကျောင်းသူကျောင်းသားအထိလုပ်ငန်းဝင်တွေအထိအခုလက်ရှိရောဆရာတို့ရုပ်ဝါရွှေဈေးဆိုင်ကြီးကြီးကြီးဘယ်เจ้าနေကြီးကြီးအဲ့လိုအကျော်တွေရောင်းကြတာပဲဟုတ်ကဲ့ဆရာဆရာမိတ်ဆွေတယောက်အကျော်နဲ့မိတ်ဆွေတယောက်တွေ့တခါကျတော့အချားအစာအဟာရတခုကြောင်းရောင်းပါလားလို့ကုသူလဲရဝမ်းလဲဝါဘောလို့ဒါကတော့ ကိုအတွက်တော့စူပါအစီအမီတယ်အကျိုးကမတည့်တာအသေးချာနဲ့လို့ဒါဆရာစီးပညာရှိတော်ကပြောတာဆိုဟုတ်တယ်ဆရာတဲ့အဲ့လိုကျွန်တော်လည်းသဘောပေါက်လို့ပြောင်းရောင်းနေတဲ့စားမလို့ရှိတော့ဘူးတဲ့တိုင်ဘေးအကျိုးလေးမရဘူးလားမရဘူးဆိုဟင်းဆိုလက်တော့ဒီကျိုးလေးမရဘူးလားဟာရတယ်ဆိုတော့အဲ့ဒါဝင်ထိုင်ကြတော့တာပဲတဲ့ထိုင်မိရဆိုတော့လည်းပဲစားတာပဲဆရာတဲ့ ကျွန်တော်တီစားဖြစ်ုံပေါ့အာသာပြူစားလိမ့်မယ်တချို့ကြတော့အကျိုးတော်တော်များများကိုစားပလိုက်တာတဲ့အဲ့တော့အခုကအားလုံးကဘာဖြစ်နေလဲဆိုတော့အကျိုးကြိုက်တဲ့ခင်ဖြစ်သွားပြီဟုတ်ကဲ့ဆရာကြီးနော်ဘူလာတန်းကြောင့်လေတန်းကြောင့်အထက်တန်းကြောင့်တက်ကူသူအနှံ့မှာ အကျိုးတွေရောင်းကြတယ်ကွာဟုတ်ကဲ့ဆရာကြီးအဲ့ဒါလေးတွေပဲဆရာတို့ကတော့အများချားရပြောတဲ့စကားဆိုတော့ အားတော့ပါခြင်းမပါမယ်အားပါသည်ဖြစ်စီမပါသည်ဖြစ်သည်တစ္ဆာစကားပြောတော့ပြောရမယ်ဟုတ်ကဲ့ရှင်နော်တင်ပင်ကြောက်အောင်ခြောက်ပြတာမဟုတ်ပါဘူးတခွန်းနဲ့ပြောခြင်းပါတယ်လီဖြတ်ချင်အကျော်များစားကြလို့ဟုတ်ကဲ့ရှင်လီဖြတ်သွားတဲ့လူတွေကြီးလိုက်ပါအဲ့ဒါဘာစားပြီးဖြတ်တာများလဲအကျော်စားပြီးဖြတ်တာအကျော်စားဖြတ်တာပဲလီဖြတ်ပြီးသွားမေးမင်းဘာကြိုက်တယ်လဲကွာဘာအစားများတယ်လဲကွာ အကြခွေးစုံစားဗျာကျော်တို့မို့ဂါကျော်ကြက်ကျော်တို့မို့ခလီးလေးစားတဲ့လီပေါင်းတို့မမိုးကျော်အာလူးကျော်ဟုတ်ကဲ့ဆရာအဲ့ဒါကြီးစားကြတယ်ဟုတ်ကဲ့ဆရာအခုရောင်းတဲ့ဆိုင်ဒီမှာကြည်နေပဲရောင်းတဲ့ဆိုင်ဒီမှာဘာတွေပဲအကြောင်းများရလဲလီပေါင်းတို့တွေများအကျော်အမုတ်အကျုံပါတဲ့ဆိုင်စားပါပဲနော်မရှိအောင်ဆရာဟုတ်မပမရှိတော့ပဲဆရာဆီကနှစ်ခါတပြိုင်တည်းဖွင့်ခဲ့ဘူးတယ်ဟုတ်ကဲ့ဆရာမကူလန်းနဲ့ရပါလား ဲ့ဒါမဂိုလမှာကဟိန္ဒူတွေကအကျော်မစားဘူးဟုတ်ကဲ့ဆရာသူကအတုတ်တို့ခြေလို့စားတယ်အကျော်စားတဲ့နေရာနဲ့အကျော်မစားတဲ့နေရာအရန်กว่าပါတယ်လို့ကြောင်းမလို့ပြောချင်တာကချုပ်ပြောလိုက်ချင်တာတော့အကျော်ရှောင်ကြပါဟုတ်ကဲ့ပါဆရာစားရင်လည်းပဲဒီဘက်မှာတစ်ကြိမ်တစ်ကြိမ်အတာပြူစားပါတဝမစားပါနဲ့ဟုတ်ကဲ့ပါဆရာထပ်ပြောခြင်းပါတယ်လီမဖြတ်ချင်ရင် အကျော်မစားကြပါနဲ့လို့အမှတ်တရပြောလိုက်ပါတယ်ဆရာကြီးအဲ့တော့ तू ကဘာစားရမလဲဆရာကြီးအကျော်မစားနဲ့အေးအဲ့ဒါလည်းမေးခွန်းတစ်ခုပေါ့ဟုတ်ကဲ့ဆရာအချင်းအခါမှန်မှန်စားပါလို့ပြောချင်ပါတယ်ဟုတ်ကဲ့ပါဆရာကြီးအချင်းအခါမှန်မှန်စားပါအချင်းနဲ့မှလည်းဒိန်ချင်နဲ့မကြီးဖြိုရရအကောင်ဆုံးပါပဲဟုတ်ကဲ့ပါဆရာအခါထဲမှာဆိုလေမေဇလီရွေးဂွေးတော့ရဲ့ပေါ်ပန်းဖြူဟာသူနဲ့အစ်စ်မြတ်ဆုံးဈေးလေးအသက်သာဆုံးဆက်နှစ်ရာသီစလုံးဝင်လို့ရတယ်ကြောင့်မလို့အကျော်အဆက်ချောင်းတော့ အချင်ခါစားကြအဖြစ်ကိုတူးစီတူးစီရဲ့ကျမ်းမာရေးရောတမိသားစုလုံးကျမ်းမာရေးမှသည်တမျိုးသားလုံးကျမ်းမာရေးချီဆောက်ရှောက်နိုင်ပါစီလို့ဆရာတော်တော့ကိုတက်ဆွမ်းတဲ့ပညာနဲ့မြတ်တာပူလိုက်ပါတယ်ဗျာဆရာကြီးနည်းနည်းလေးပေါ့နော်အသက်80ဆိုတော့လေထုံကျင်တာပေါ့အခုမေကွန်းရှင်ကအသက်80ပေါ့နော်ထုံကျင်တယ်ဆိုတော့ဆရာကြီးလိမ့်စေလိမ့်ကျင်ငန်းအဲ့ဒါလေးလေးလိုပါပေါ့နော်လိမ့်စေဆိုရတဲ့ ထုံကျင်တာအတွက်အကောင်ဆုံးကတော့လေဟုတ်ကဲ့ဆရာခြေဘွားကိုစပတ်တာအကောင်ဆုံးပဲဩဟုတ်ကဲ့ဆရာခြေဘွားစပတ်တဲ့ခါကျတော့ကက်လက်မပို့ရပါဘူးရေမချိုးမီမှာဘာမလို့ဆိုပြီးတော့ပို့ရပါတယ်ဟုတ်အလျားလိုက်ပို့ရပါတယ်ဟုတ်ကဲ့လက်မနဲ့ခြေမလက်ညှိုးနဲ့ခြေညှိုးအလျားလိုက်ပို့ရပါတယ်ကက်လက်မပို့ရပါဘူးစားချမ်းနဲ့ပို့ပါအချိန်90လေးလေးပုံပို့ပါနဲ့အချိန်90တမိနစ်ပြည့်ရင်လုံလောက်ပါပြီ ဟုတ်ကဲ့ပါဆရာနောက်တစ်ခုကကိုအိမ်မှာကိုဒီလိုကျင်းတဲ့ထုံတဲ့သူတွေအားလုံးအိမ်တိုင်းမှာစောင့်ထားတင်တာတိုက်ဆောက်တော့ကြောက်စစ်ခဲတွေပုံထားတယ်နော်ဟုတ်ကဲ့ပါဆရာအဲ့ဒါကိုမြေဘဲစည်းလောက်စကားလေးတစ်ခုနဲ့စကားတိုက်လိုက်အောက်မှာကြောက်စစ်လေးတွေညင်းညင်းညာညာလေးတွေတကယ်မြေဘဲလှုပ်တော့ဒီမြေကောက်ဝါးကျင်စေတောင်ပေါလောက်တယ်ဟုတ်ကဲ့ဆရာအဲ့လိုကြောက်စစ်လေးတွေကို ကို့အိမ်ရဲ့ရည်ကြိုးခန်းအဝမှာအခင်းလေးတစ်ခုနဲ့တတ်တတ်ရက်ကင်းပေးထားပါဘလူဝဲရည်ချိုးရည်ကြိုးကိုမိသားစုရည်ချိုးမယ်ဆိုရင်အဲ့ကြောက်စစ်လေးကလေးတွေကိုနင်းနော်အကျင်90ရက်တရာကြားပေါ့ဟုတ်ကဲ့ဆရာနင်းတော့နင်းနင်းပြီးတော့ရည်ချိုးလို့ရှိရင်ရည်ချိုးလို့လည်းကောင်းတယ်ယူချွေးပြီးရင်လည်းပဲတိတိတတခုနကမနေသမီနဲ့နင်းပြီးကွာသလိုကိုကွာတော့ပါလိမ့်မယ် ်လို့ဟုတ်ကဲ့ပါဆရာအဲ့ဒါအားလို့ဆောင်ရွက်တဲ့အချက်လေးတခုမျှဝေလိုက်ခြင်းဖြစ်ပါတယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးစာဝနာကင်ပြရာရှင်ကြပါစေ